အားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သားတွေအားလုံးမင်္ဂလာပါ Paris Saint Germain ကဒီတစ်ပတ်သူတို့အတွက် Crucial ဥရောပ Champion League ပွဲရှိတယ်ဒါအင်္ဂါလာဘော်ဒူလာမသိဘူးလေအဲ့မှာ Barcelona အသင်းကိုအဝေးကွင်းလာခံရမယ် Barcelona အသင်းနဲ့သူတို့ Olympic ကွင်းမှာတွားခံရမယ်အချိန်မှာ PSG မှာအဓိကကစားမတွေတော်တော်များများထန်ရတယ်ဆိုတော့ Barcelona မှာကအခုလောလောဆယ်မှာ ာဗီကဒုတိယခွဲစိတ်ကူးသားလိုက်တဲ့အတွက်ကာလာရှိချာနားပြီးဖမီလိုပက်ကလည်းဒဏ်ရာပြသနာအနေနဲ့ရင်ဆိုင်နေရတဲ့အချိန်မှာတစ်ဖက်မှာလည်းယမားကလည်းဒီပွဲအတွက်ကိုပဲ fully fit ဖြစ်ဖို့လုပ်တယ်ဆိုတော့ယမားကဟိုတနေ့က Oviedo နဲ့ပွဲလဲလွဲချော်တယ်ဒါ Real Sociedad နဲ့ La Liga အိမ်ကွင်းပွဲကိုလည်းလွဲချော်မှာဖြစ်ပြီးတော့ Paris Saint-Germain နဲ့သူတို့ရဲ့အိမ်ကွင်းပွဲစဉ်ကိုတော့သူတို့မျှော်လင့်ထားတယ်။အိုက်ပွဲပါဝင်ဖို့ရမားဘက်ကမျှော်လင့်ထားတယ်။အခုတော့လေ့ကျင့်ကမ်းနေဆင်းနေပြီးတော့တော်တော်များများတော့ fully fit ဖြစ်ဖို့သူလုပ်နေတယ်။ဆိုတော့သူ့ရဲ့ target ကအိုက်ပွဲပါဖို့ရှိတယ်။ဒီနေရာမှာဒါအခုလက်ရှိမှာ PSG အသင်းမှာသူတို့ရဲ့အသင်းကောင်းဆောင် Marquinhos ဒဏ်ရာကြောင့်ရတရပတ်အနေငယ်နားမှာဖြစ်ကြောင်း PSG ကကြေညာလိုက်တယ်။ဟိုတနေ့ကကစားခဲ့တဲ့ဒါကျွန်တော်တို့ဒီပြင်သစ်ဒါဘီဖြစ်တဲ့မာဆေးနဲ့ပွဲမှာရရှိခဲ့တဲ့ဒဏ်ရာပေါ့လေ။အဲ့ဒဏ်ရာကြောင့်ပဲမာကီညောကဥရောပချန်ပီယံလိဖြစ်ဘာဆိုနာနဲ့ကံမဲ့ပွဲကိုသူတေချာပေါက်လွဲချော်မှာဖြစ်ကြောင်းဒါလူးစင်နီကကအတီးပြုတ်တယ်။ဆိုတော့အဲ့ဒါကလည်း PSG တို့နောက်ထပ်ဘလိုးပေါ့လေ။ဒါသူတို့အခုဇပန်းကြီးကိုခေါ်ယူထားတော့ဇပန်းကြီးနဲ့ဝီလျံပါချိုတွဲပြီးတော့4ဘက်ပုံစံပြန်ကစားလို့ရတယ်။အခုနောက်ပိုင်း PSG က ဇပန်ကြီးရဲ့နောက်မာကီညိုရဲ့ပြီးတော့မှဝီလျံပါချိုရဲ့၃ယောက်တွဲကို တွဲပြီးတော့သူတို့ဖူဘတ်တွေဒါ3ဘတ်ပုံစံနဲ့ကစားတယ်ဒါပေမဲ့အခု PSG ကမာကီညိုထံရတော့သူတို့4ဘတ်ပုံစံပြန်ဖြစ်မယ်အဲ့ဆိုရင်ဇပန်ကြီးနဲ့ဝီလျံပါချိုပြန်ဖြစ်မယ်ဆိုတော့မာကီညိုကအခု3ဘတ်လောက်ထိအနည်းဆုံးရက်သက်ဘတ်အနည်းငယ်လို့ပြောကြအောင်သူတေချာပေါက်လွဲပြီးဒီနေရာမှာ ပါရစ်စိန့်ဂျာမိန်အသင်းရဲ့အဓိကတောင်ပန်ကစားမဖြစ်သူပူပူနွေးနွေးဘာလွန်ဒေါ်ဆူရထားတဲ့ဥစမာနီဒမ်ဘေးလီလည်းဒဏ်ရာပြသနာကြောင့်ဒီပွဲကိုလွဲချော်မယ်သူကတော့ပြင်သစ်လေဝေးစင်အသင်းရဲ့ပြီးခဲ့တဲ့ International Break မှာရရှိခဲ့လို့6ပတ်နားရမှာဆိုတော့ဥစမာနီဒမ်ဘေးလီကအဲ့ဒဏ်ရာကြောင့်ပဲ BSC ရဲ့ပွဲစဉ်အများစုရောဒီတစ်ပတ် International Break ထိသူမကောင်းဘူးအဲ့ International Break ပြီးမှပဲသူပြန်ကောင်းမှဖြစ်ပြီးတော့ဥစမာနီဒမ်ဘေးလီကိုလည်း Paris Saint-Germain ကဘာဆိုနာနဲ့ပွဲမှာလွဲချော်မယ် ဒါအပြင် လူငယ်တောင်ပံကစားမဖြစ်တဲ့ DCA DCA ဒူရီဆိုတဲ့ကစားမအိုက်ချတိတ်လည်းမသေးကြဘူးသူကတော့လေးပတ်နားတဲ့အတွက်ကြောင့် Paris Saint-Germain နဲ့ Barcelona နဲ့အဝေးကွင်းပွဲစဉ်ဟာသူ့အတွက်ဂျူးတော့ဖြစ်ပြီးဒါပေမဲ့ fully fit ဖြစ်နိုင်ပါမလားပွဲထွက်ခွင့်ရပါမလားနောက်တစ်ခုကရောကြန့်ခိုင်မှုရအိုက်ပွဲကိုသူပါဝင်နိုင်ပါမလားဆိုတဲ့ဒုလိုဒုလိုတွေရှိတယ်။သူလည်းအစပိုင်းသတင်းရဆိုရင်ဒီပွဲကိုလွဲချော်မယ်။ဆိုတော့ မာခင်းညော့တေချာပေါက်လွဲပြီးနောက်ဥစမာနီဒမ်ဘေးလီတေချာပေါက်လွဲပြီးတော့အခုဒူရီကတော့50 50ဆိုပေမဲ့လွဲမဲ့ဘက်ချမ်းမှာသူကရှိနေတယ်ဘာစလိုနာဘက်ကကာဗီကတေချာပေါက်လွဲပြီးအလာဟန်ဒိုဘယ်ဒေကတော့လေ့ကျင့်ကပြန်ဆင်းနေပြီသူလည်း၃ဘတ်နဲ့၄ဘတ်ကြားနားတယ်အဲ့နောက်မှာဖာမင်လိုပက်စ်ကတော့ဟိုတနေ့ကနောက်ဆုံးကစားကားတဲ့ဒီဂက်တာဖေးနဲ့ပွဲပေါ့လေ OVA တူနဲ့ပွဲရှေ့ကဂက်တာဖေးနဲ့ပွဲမှာသူထန်ရရသွားတော့ဖာမင်ကလည်းအတန်မထွက်ဘူးသူလည်းဘယ်လောက်ထိနားရမလဲမသိဘူးအချိန်မှာ အဓိကကစားမဖြစ်တဲ့ယမားယမားကတော့ injury ဖြစ်သွားတော့သူကကြာပြီနားနေတာသူအဓိကတော့သူလည်း international break spain မှာ injury ဖြစ်လာခဲ့တာဆိုတော့ယမားကလည်း သူကတော့ Parisian Germain နဲ့ပွဲအတွက်ပါဖို့ရည်ရထားတယ်။ Barcelona ကလည်းအဲ့ပွဲပါနိုင်ဖို့အတွက်ရမားကိုအဓိကထားတဲ့အတွက်ကြောင့်သူတို့နောက်ပိုင်းပွဲတွေမှာတော့သူ့ကို fully fit ဖြစ်ဖို့ပဲလှုပ်ထားတယ်။ဆိုတော့အဓိကကစားမားတွေပေါ့လေ PSG ကလည်း quality player တွေအများစုထံရနေတယ်ဆိုတော့သူတို့လည်းနည်းနည်းတော့အားနေတယ်။သူတို့တော့မှဒီတစ်ပတ်ကစားတဲ့ Marseille နဲ့ပွဲပေါ့လေတနင်္လာနေ့ကကန်တဲ့ပွဲ Marseille နဲ့ပွဲကိုသူတို့ရှုံးသွားတယ်။ဆိုတော့ PSG ဒီရာသီမှာနည်းလေးတော့အားတော့နေတယ်။အထူးသဖြင့် Duo ရော Dembele ရောထံရရပြီဆိုရင်သူတို့မှ တောင်ပန်တွေနည်းနည်းအားနေသွားတာပေါ့လေအဲ့ဒီချက်ကပြည့်ရှိပါဘာကူလာတော့ရှိတယ်ဗရာစကယ်လီယာရှိပေမဲ့အထောင်တိုက်စင်မှုဖြစ်သူရာမော့စ်ကိုနီးပြအရင်ကြီးမကြိုက်ဘူးပေါ့လေဆိုတော့ PSG ရောဘာဆိုနာရောနှစ်သင်းလုံးဒဏ်ရာပြဿနာတွေများစွာရင်ဆိုင်နေရတာပါအားလုံးကျေးဇူးတင်ပါတယ်